ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ပြင်မှာရှိတဲ့ကိုကန့်တပ်မတော် MNDAA တပ်များကိုစစ်ကောင်စီကဆုတ်ခွာဖို့အမိန့်ပေးလိုက်တဲ့သတင်းများထွက်ပေါ်လာပြီးနောက်နှစ်ဖက်စစ်ရေးတင်းမာမှုမြင့်တလာကလာရှုံမြို့ဝင်ပေါက်များနဲ့လမ်းမဆက်သွယ်ရေးတွေကိုနှစ်ဖက်စလုံးကပိတ်ဆို့ထားကြောင်းဒေသခံများနဲ့စစ်ရေးသတင်းရင်းမြစ်များထံကသိရပါတယ်။နိုဝင်ဘာလဆန်းမိုင်းမှစပြီး MNDAA နဲ့စစ်ကောင်စီတပ်ဖွဲ့များပုံမှန်တွေ့ဆုံဆွေးနွေးနေစဉ်စစ်ကောင်စီက လားရှုံမြို့ပြင်ကျေးရွာများအတွင်တက်ဆွဲထားတဲ့ MNDAA တပ်များကိုဆုတ်ခွာဖို့အမိန့်ထုတ်ပြန်လာခြင်းကြောင့်နှစ်ဖက်တင်းမာမှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်များကဆိုပါတယ်။သို့တော်လည်းဆိုပါမိန့်နဲ့ပတ်သက်ပြီး MNDAA ဘက်မှတစုံတရာတုံ့ပြန်ချက်မရှိသေးပါဘူး။လက်ရှိမှာလားရှုံမြို့ကိုဝင်ရောက်ရာလမ်းကြောင်းတွေ ဖြစ်တဲ့တီဘောဒရာ၊နမ်လန်၊ဟိုယစတဲ့နေရာတွေကို MNDAA နဲ့ စစ်ကောင်စီတပ်များကနှစ်ဖက်စလုံးမှ ပိတ်ဆို့ထားပါတယ်။လက်ရှိတင်းမာမှုမှာတနက်ပြစ်ခတ်မှုအထိမရောက်နိုင်ပဲတရုတ်နိုင်ငံရဲ့ဂျာဝင်ညှိနှိုင်းမှုကြောင့်ဖြစ်ရှင်းနိုင်မယ်လို့ယူဆကြောင်းဒေတာကန်စီရီတရင်မြစ်ကသုံးသပ်ပါတယ်။ဒီဘွားသရားကနေဘသူ့ကုံမှဖြတ်ခွင့်မပေးတော့ဘူး။စီရီတင်းမာနေတာဘာကြောင့်လဲအတိအကျမသိသေးဘူး။တရုတ်ကဂျာဝင်ထားတဲ့ကိစ္စဆိုတော့နှစ်ဖက်စလုံးတနက်ပြစ်တဲ့အထိဖြစ်မယ်မထင်ဘူး။တင်းမာပြီးတရုတ်ကဝင်ညှိရင် ခဏလောက်လည်းပြီးသွားမယ်။လမ်းတရားတွေပိတ်ထားလဲခဏပဲဖြစ်မယ်လို့ထင်တယ်လို့၎င်းကပြောပါတယ်။သို့သောစစ်ကောင်စီဘက်ကတရုတ်ရဲ့ဂျာဝင်မှုကိုဂရုမစိုက်ပဲရှမ်းမြောက်ဒေသမှာတိမ်ဒီပါဝင်ဆုံးရှုံးထားတဲ့အနေမျိုးတွေကိုပြန်လည်ရယူလို့နေပြီးတောင်းဆိုမှုမအောင်မြင်ရင်စည်ရအရာတိုက်ခိုက်ယူတဲ့အထိဖြစ်လာနိုင်ကြောင်းထို့သို့ဖြစ်လာပါက လက်ရှိအပြစ်အခက်ရဆဲရေးကျိုးပေါက်ကတိုက်ပွဲများပြန်လည်ဖြစ်ပွားနိုင်ကြောင်း အဆိုပါသတင်းရင်းမြစ်ကသတိပေးထားပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အထူးဒေသတစ်မှာလက်ရှိရရှိထားတဲ့စစ်ရေးရစဲရေးသဘောတူညီချက်မှာယာယီအဆင့်သားဖြစ်ပြီးရေရှည်ငင်းငယ်ရေးမဟုတ်ကြောင်းစစ်မှန်တဲ့ငင်းငယ်လမ်းကြောင်းမှာဝေးကွာနေဆဲဖြစ်ကြောင်း MNDAA ရဲ့စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Mr. Pandiran ကအောက်တိုဘာ25ရက်နေ့ကခေတာတင်နန်းစင်ပွဲမှာသတိပေးပြောကြားခဲ့ပါတယ်ရှင်။